အားလုံးမင်္ဂလာပါရှင်။မနေ့တော့ကကျွန်မဆွေးနွေးသွားတဲ့အကြောင်းအရာလေးဆိုလို့ရှိရင်ကျတော့ဒီအုံနောက်ထဲမှာ automatic processing နေလုပ်နေတယ်။အဲ့ဒီမှာပရင်းချက်လက်တစ်တွေနဲ့ခက်ခဲရှုပ်ထွေးတဲ့အကြောင်းအရာလေးကိုမှတ်မိစေနိုင်ဖို့ပေါ့နော်။ပုံပြီးမှတ်မိစွာအကောင်းနဲ့မှတ်ဉာဏ်နေဖြစ်လာအောင်အာယုံစူးစိုက်မှုရရှိရမယ်။အာစိတ် အားစိုက်ထုတ်မှုတွေရှိရမယ်ပြီးတော့ပြန်လဲသုံးသက်ခြင်းညပြန်လဲလေးလာခြင်းညဆောင်ရွက်ပေးကြရမယ်ဒါမှပူပြီးတော့အမှတ်မိစွာအကောင်းနဲ့မှတ်ဉာဏ်တွေဖြစ်လာစေနိုင်တယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးသွားခဲ့ပါတယ်ယနေ့မှလည်းပဲနောက်ခေါင်းစဉ်လေးတစ်ခုပေါ့လေမှတ်ဉာဏ်နဲ့ဦးနောက်အကြောင်းကိုဆွေးနွေးပါမယ်ကျမတို့ brain နဲ့ memory ဟာဒါလူရဲ့ခန္ဓာကိုယ်အတွက်အင်မတန်ကိုအရေးကြီးတဲ့စိတ်ပိုင်းတစ်ခုနေနဲ့ရှိနေတာပါ ဒီမှတ်ဉာဏ်နဲ့ပုံတော့ပေါ့နော်ကျမတို့ brain ရဲ့ memory ရဲ့ brain ဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်ဆက်နေရပါဒီလိုမျိုး မှတ်ဉာဏ်တွေကောင်းစေဖို့ပေါ့နော်ဒီအရေးပါတဲ့တစ်ခုလည်းကျမတို့ရှေ့ပိုင်းမှာလည်းဆွေးနွေးသွားတာရရှိရဲ့ခုလည်းပဲဒီကောင်းစေနေတစ်ခုအနေနဲ့ပေါ့နော်အနေငယ်ဆွေးနွေးပေးပါရစေဒီမှာဆိုရင်ကျမတို့မှတ်ဉာဏ်နဲ့ပတ်သက်ပြီးတော့အုံနောက်ရဲ့အစိပ်ပိုင်းမျိုးမျိုးကနေပြီးလှုပ်ဆောင်နေကြတယ်ကျမတို့ဒီအုံနောက်ထဲမှာဆိုလို့ရှိရင်လည်း အပိုင်းကြီး၃ပိုင်းရှိတယ်ဆိုတာကိုကျမတို့ဆွေးနွေးသွားတာရှိတယ်။အဲ့ဒီမှာဆိုလို့ရှိရင်လည်းသူကဒီပေါ့နော်ဒီအပိုင်းကြီး၃ပိုင်းနေရာနေပြီးတော့ကျမတို့အုံနောက်မှာအုံနောက်ကနေပြီးတော့အလုပ်တွေလုပ်ကြတယ်။အဲ့ဒီမှာဆိုလို့ရှိရင်အုံနောက်မှာဆိုလို့ရှိရင်ကျမတို့ဒီအုံနောက်ရဲ့အပိုင်းတွေပေါ့နော်ရှေ့ပိုင်းမှာဆွေးနွေးထဲမှာပါတယ်။ Cerebrum, Cerebellum နောက်ပြီးတော့ Brainstem ဆိုပြီးတော့ပေါ့နော်ကျမတို့အုံနောက်အပိုင်းတွေရှိတယ်။အဲ့ဒီအုံနောက်ရဲ့ area တွေအနေပြီးတော့ store ဒါသူတို့ရဲ့အသီးသီးကိုပေါ့နော် store လုပ်ကြတာကိုအဲ့ဒီအမှတစင်ကျမတို့ memory တွေနဲ့ချိန်တာကိုအဲ memory ကနေပြီးတော့ sensory memory ကနေပြီးတော့ short term memory short term memory ကနေ long term memory ပေါ့နော်အဲ့လိုမျိုး long term memory ကြီးကိုရအောင်ပေါ့နော်ဒါကျမတို့ဒါသူအနဲ့သူ process encoding တွေ process encoding တွေလုံးဆောင်ရင်းနဲ့ encoding process တွေဆောင်ရရင်းနဲ့မှရရှိသွားစေတာဒါဆိုလို့ရှိရင်ကျမတို့ long term memory နှစ်မျိုးဖြစ်တဲ့ပေါ့နော်ကျမတို့ displaces and implaces memory ပေါ့နော်တည်စိတ်မှတ်ဉာဏ်နဲ့မတည်စိတ်မှတ်ဉာဏ်တွေဟာလည်းမတူညီတဲ့ area တွေမှာထိမ့်ပြီးတော့ထိမ့်ထားတဲ့ store လုပ်ထားတဲ့ဒါတိမ့်စီမှတ်ဉာဏ်တိမ့်စီထားတဲ့သူတို့တွေကဒါမှတ်ဉာဏ်မျိုးစားတွေဖြစ်တယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်ဒါဆိုရင်မှတ်ဉာဏ်နဲ့ပတ်သက်ပြီးတော့အစိပ်ပိုင်းမျိုးမျိုးကလှုပ်ဆောင်နေတယ်ဒီက memory နဲ့ brain ဟာတစ်ခုနဲ့တစ်ခုကချိတ်ဆက်နေတယ်ဒုက္ခနာကိုအတွက်အင်မတန်ရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ တည်ရှိနေပါတယ်ဆိုတာလေးပါနောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီက long term memory အတွက်ပေါ့နော်သူက explicit memory မှာဆိုလို့ရှိရင်ဒီကကျွန်တော်တို့ဒါအနီအောင်လေးတွေနဲ့ပြထားတာဒါလေးကသူ့ရဲ့ဒါဒီတိစိတ်ကနေပြီးတော့မှတ်နဲ့မှတ်ညာအစိတ်ပိုင်းလေးတွေပါဒီမှာဆိုအနီအောင်လေးဝိုင်းထားတဲ့ဟာလေးတွေကဘာလို့ဆိုရင် ကျမတို့တီးစိတ်ကနေမှတ်တယ်မှတ်ညံစိတ်ပိုင်းနေရာလေးတွေပေါ့ကျမတို့အုံနောက်ကြီးမှာရှိနေတယ်အုံနောက်ထဲမှာရှိနေရဲ့ပေါ့နော်ဒီ memory ရဲ့အပိုင်းလေးတွေပါအဲ့ဒီမှာဆိုရင် implicit memory မှာဆိုရင် cerebellum ရှိမယ်ဒီမှာ cerebellum ရှိမယ်နောက်တစ်ခုက basal ganglia ဆိုတဲ့အပိုင်းလေးတွေပေါ့နော်ဒါကလည်းသူ့ရဲ့တာမတီးစိတ်ကနေမှတ်တယ်မှတ်ညံနေရာအပိုင်းလေးတွေပါဒီမှာဆိုရင်ဒီနေရာလေးတွေလို့ပေါ့နော် ဒီကအိမ်မှာခရမ်းလေးတွေလို့ပေါ့နော်အဲ့ဒီကနေရာလေးတွေတို့ကနေရာလေးတွေကနေပြီးတော့ကျမတို့ဒီကမှတ်ဒီတည်င်းအချက်လက်တွေကို तू ਆ မှတ်နေမှတ်ဉာဏ်ကြီးဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ဒီလူမျိုးပေါ်ဒီပုံနောက်ရဲ့အစိပ်ပိုင်းအသီးသီးတွေကနေပြီးတော့သူ့အလိုလျောက်သူတို့ကအလုပ်တွေကို encoding processing တွေကိုလုပ်ဆောင်ကြရတယ်ဒါလိုမျိုးလှုပ်ဆောင်မှုတွေကျမတို့ဒီအုံနောက်ကခနာကိုယ်အတွက်လည်းဒီ အရေးကြီးတဲ့စိတ်ပင်းဟန်နေပါဝင်နေတယ်။မအားမှတ်ညံတဲ့အုံနောက်ဟာအပြန်အလှန်ဒါချိတ်ဆက်နေကြတယ်။ဒါဆိုရင်ကျမတို့အုံနောက်အားကောင်းမှုလိုတယ်။အုံနောက်အားကောင်းရင်မှတ်ညံရလဲအားကောင်းလာမယ်။မှတ်မိမှုတွေစွမ်းအားတွေကောင်းလာမယ်။ဒီကကျမအုံနောက်နဲ့မှတ်ညံအကြောင်းမှတ်ညံတဲ့အုံနောက်အကြောင်းဆွေးနွေးရင်းနဲ့ပေါ့လေဒီအုံနောက်အကောင်းမှုတွေငါများများစားပေးဖို့လေလိုအပ်ပါတယ်တဲ့ဒါလည်း ငါ့ကိုစားခြင်းအဖြစ်ပေါ့နော်ဒါမှတ်ညာကိုပိုကောင်းလာစေတယ်။နောက်ပြီးတော့ကျွန်တော်အေးရဝဝအိပ်ဖို့လိုအပ်ပါတယ်။မှတ်ညာအကောင်းလာစေဖို့။နောက်ပြီးတော့ stress တွေပေါ့စိတ်ဖိစီးမှုတွေကိုလည်းလျှော့ချဖို့လိုအပ်ပါတယ်။ အဲဒါလေးကိုတော့ကျွန်မမျှဝေပေးခြင်းဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့မှတ်ဉာဏ်တွေဘယ်လိုလုံဆောင်လဲဘယ်လို agony process တွေလုံဆောင်လဲတိစိတ်ကလည်းဘယ်လိုတိစိတ်တွေကလည်းမှတ်နေတယ်လို့မတိစိတ်ကလည်း processing တွေလုပ်ပြီးတော့မှတ်နေတယ်ဆိုတဲ့အကြောင်းလေးတွေအဲအများကြီးပေါ့နော်ဆွေးနွေးခဲ့တယ်ပေါ့နော်အဲ့ဒီဒါဆိုရင်အဲ့ဒါတွေလိုမျိုးအရိကအကြောင်းအရာတွေလည်းလိုအပ်တယ်လို့ကျမတို့အစားအသောက်အနေထိုင်ရလဲမှတ်ဉာဏ်အားကောင်းစေဖို့အတွက်ကအထောက်အကူကအေးပါတဲ့ခန္ဓာကနေပါဝင်နေတာပါ နေတိုင်းမုံမှန်ကန်ရမယ်နောက်တခါစားတော့ပုံအားလဲဒါကောင်းဝင်စနစ်ကြရမယ်ဒါမှပူပြီးတော့မှတ်ညံစွာကြီးကောင်းလာစေတာပါဒါဆိုရင်ဒီမှတ်ညံစွာကောင်းစေဖို့အတွက်လေ့ကျင့်ခန်းကလည်းမဖြစ်မနေလှုပ်ဆောင်ပေးရမယ်အပိုင်းတစ်ခုအနေနဲ့ပါဝင်တယ်လို့ပဲအစားတော့ကလည်းအေးပါတဲ့နေရာပါဝင်နေတယ်နောက်ပြီးတော့အေးရေးဝဝအေးရမယ် stretch တွေကိုဘလို့နီးလန်းနေတဲ့ short ချရမလို့ဆိုတာကိုမိမိကိုမိမိဝေဖန်သုံးသက်ပြီးတော့ stretch တွေ short ချဖို့လိုတယ် ဟုတ်တယ်ကျမတို့တွေလည်းခဏခဏကြုံရတယ်။အဲ stress တွေများနေရဲ့ပေါ့နော်ဥမာဒီမိမိမှာစိတ်ဖိစီးစရာအကြောင်းအရာတွေများနေရင်တာမန်မတ်စရာအကြောင်းအရာတွေတောင်မိမိသွားတတ်တယ်။ဟိုအဲ့လိုပေါ့ဒါမျိုးတွေကိုကျမတို့ဘယ်လိုနည်းနည်းနဲ့ရှင်းချမလို့ဆိုတာလဲရေးကြည့်ပါတယ်။အေးဝဝအေးဖို့လဲရေးကြည့်ရဲ့ခန္ဓာကပါဝင်ပါတယ်ဆိုတာလေးကိုကျမအနေပြီးတော့ယနေ့ဆွေးနွေးပြခြင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်လည်းခနည်းဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးပါ